သမိတ်တိတော့မြတ်စွာဘုရားရာဇကြိုတပောတာယုံကြောင်းမှာတရင်တုံနေတဲ့အချိန်အရှင်သမိတ်တိကတညာလုံးတရားတွေအာထုတ်မနဲ့အယထမှာလည်းပဲဇင်းညာရှောက်ပြီးတော့တရားတွေရှုမှတ်ပြီးတဲ့အခါကျတော့ပိစုတာသမယံပိစုတ်ထာယမနဲ့မိုးတော့ရန်အခါအယကထဇင်းညာရှောက်ပင်မန်းလာတဲ့အခါချွေးတွေထွက်လာတဲ့အခါကျတော့ ။စွန့်ကန်သွားခြင်းလည်းရောက်လာပြီးတန်ဃာတော်နေနယ်ပဲနေဆက်နိနိကကသွားရတော့မယ်။တက္ကရာကမတွေနယ်ပဲနိနိကကသွားရတော့မယ်အခါကျတော့ကျွေးတွေနဲ့လူများဒုက္ခရောက်မှာစိုးလို့ရေနာတပောတာတေနုပသင်္ကမိကတ္တနိပတိသိသိတော့ရေချိုးဖို့ရဆိုပြီးတော့တပောတာမြစ်ကိုသွားခဲ့တယ်။တပောတာမြစ်မှာရေချိုးရေကနေတဲ့ဧကတိမယံခင်အသိမ့်မိုင်လေးနဲ့ခဏရက်နေတယ်။ဘာလဲဆိုတော့အဲ့ဒီရေရေဆက်လေးတွေကအရင်အတိုင်း ခန္ဓာကိုယ်အရင်တိုင်းဖြစ်ပြီးတော့ရေစက်ကလေးတွေပြောင်းသွားဖို့ရတော့ခဏရက်နေတယ်။အဲ့လိုရက်နေတဲ့အချိန်နတ်သားတစ်ယောက်ကနော်ရက်နေတဲ့အချိန်မဟုတ်ဘူးနော်နတ်သားတစ်ယောက်ကသကောင်းရံအချိန်ရောက်တဲ့အခါကျတော့ဘယ်သူရဲ့အေးစင်လှလှပပနဲ့တဘောဓာရှင်တဘောဓာမြေပတ်ဝန်းကျင်မှာအလင်းအောင်နေဖြာတန်းပြီးတော့အရှင်သမုဒ္ဓိမိတ်တန်ရှင်းကတ်တယ် အဲ့ဒီနတ်ဆိုတာတခြားနတ်မဟုတ်ပါဘူးတဲ့အဲ့ဒီနတ်မှာနေတဲ့ဘုံမစိုးနတ်သမီးပါတဲ့နတ်သားမဟုတ်နတ်သမီးတဲ့နော်ဘုံမစိုးနတ်သမီးအရှင်သမိတ်တွေကဘုရားတွေအထုပ်ပီတိတွေဖြစ်တရားတရားသားတွေဝါပြီးတော့အသားရည်တွေကကြီးလင်းနေတာအဲ့ဒါတွေကိုမြင်လိုက်တဲ့အခါကျတော့နတ်သမီးကစိတ်ကလေးနဲ့နဲ့ပါလာတယ်နော်အဲနတ်သမီးကအရှင်သမိတ်တွေပေါ်မှာချစ်တယ်အရှင်သမိတ်တွေဆိုတာသမိတ်တွေရုပ်ရည်ရူပကာယပြည့်စုံတဲ့သူမို့သမိတ်တွေလို့ခေါ်တာကိုအရင်ကတည်းကရုပ်ကလည်းချော်အသားရည်ကလည်းပဲတကယ်တတ်ပဲ ဒီကြတဲ့မှာတရားသားတွေဘွားလာတဲ့အခါကျတော့အာကြီးညိုစရာတော်တော်ကောင်းနေတဲ့အချိန်ပေါ့နတ်သမီးကသူ့ဘုံမှာသဘောကျပြီးတော့အရှင်သမိတ်တန်ချင့်ကပ်ပြီးလာလျှောက်တယ်။လျှောက်တဲ့အခါကျတော့ဥပသင်္မိတ်ဘွားဝေဟာတန်ထိတာတဲ့နော်။ဘယ်မှာရပ်ပြီးတော့လျှောက်တာလဲဆိုတော့ကောင်းငင်မှာရပ်ပြီးတော့လျှောက်တာ။တကယ်တော့နတ်သားနတ်သမီးတွေကမြတ်စွာဘုရားလျှောက်ပြီးတန်ဃာတော်တွေလျှောက်ပြီးဆိုရင်မြေကြီးပေါ်မှာဆင်းပြီးတော့လျှောက်နေကြပါပဲ။ဒါပေမဲ့ခုနတ်သမီးကကြီးညိုလို့လျှောက်တာမဟုတ်ဘူးချစ်လို့လို့ပြောပါတော့ကွာနော်။ ရှေ့လိုရောက်တာဖြစ်တဲ့အတွက်ကြောင့်ကြီးညိုစိတ်သဘောမျိုးမဟုတ်ဘဲနဲ့ကောင်းကင်ဘုံကနေရပြီးတော့ရှောက်တာရှေ့လက်ခိုးတာမပါပါဘူးရှေ့လက်မခိုးဘူးရှင်မခိုးဘဲနဲ့ကောင်းကင်ဘုံမှာရပ်ပြီးတော့ရှင်သမိတ်ဒီကိုဂါထာနဲ့ရှောက်တယ်ဒါကြောင့်ဦးစင်းတို့ရုပ်ချောတာလေတခါလေးကျတော့အန်ရတားများတာနော်နတ်သားနတ်သမီးတွေကစာတက်ပြီးတော့မခံနိုင်ဘူးအဲရုပ်ချောတော့ကြလားလျှောက်တယ်လေဗျာကောင်းကင်ဘုံမှာရက်ပြီးတော့အရှင်သမိတ်ကြီးကိုလာလျှောက်တယ်အဘုဒ္ဓဝါဘိက္ခတိဘိက္ခုဘိက္ခုယဟ ဘိကတိအရှင်ဘုရားဆုံးခံတော့ကြွအနေပါတယ်ဒါပေမဲ့အဘုဒ္ဓဝါကာမဂုဏ်တွေကိုတခါမှအရှင်ဘုရားမခံစားဘဲနဲ့ဆုံးခံကြွအနေတာနာဟိဘုဒ္ဓဝါနဘိကတိအရှင်ဘုရားကကာမဂုဏ်တွေကိုဘာမှမခံစားဘဲနဲ့ဆုံးခံမယ်မသွားပါနဲ့ဆုံးခံမသွားပါနဲ့ပြောပြောရရင်ပြောကျင်တာတော့ဘာပြောကျင်တာလဲဆိုတော့အရှင်ဘုရားယဟန်ဆိုတော့ဆုံးခံမှာတော့သိကြတာပဲဒါပေမဲ့လည်းပဲကာမဂုဏ်ကိုတခါမှမခံစားဘဲနဲ့ဆုံးခံတဲ့ဘဝယဟန်ဘဝနဲ့ပဲချိန်ကုန်နေရင်တော့၎င်းဖြစ်သွားလိမ့်မယ် ကာမဂုဏ်တွေကိုခံစားပြီးမှယဟန်ဘုရားနေပါလို့လျှောက်တာပါပဲ။စွန့်ခန္ဓာကိုပဒါနာအနည်းနဲ့ပြောလိုက်တာပါ။ဘောဓဝါနာဘိက္ခုဘိက္ခတုအရှင်ဘုရားယဟန်ဘုရားလည်းနေပါဒါမှမဟုတ်ကာမကာမဂုဏ်တွေကိုလည်းပဲခံစားပြီးမှယဟန်ဘုရားမှာနေပါ။ဘာကြောင့်ပြောရတာလဲဆိုတော့မာတန်ကာလောဥပ္ပဇ္ဇကာကာလကာမဂုဏ်တွေခံစားရမယ့်အချိန်ကာလလေးအရှင်ဘုရားကြောမသွားပါစေနဲ့။ဦးဇင်းတို့သိပါတယ်ကာမဂုဏ်ခံစားတဲ့အချိန်ကာလဆိုတော့ဘယ်အရွယ်လဲ။ ်ပထမအရွယ်အကောင်းဆုံးပဲနော်ဟုတ်တယ်မလားပထမအရွယ်အကောင်းဆုံးပဲအသက်20ဝန်းကျင်30ဝန်းကျင်အဲ့ဒီအချိန်ကအကောင်းဆုံးပဲအဲအဲ့လိုကာမဂုဏ်ခံစားနိုင်တဲ့အရွယ်ကလေးတော့မလွန်ခင်လေးတော့ကာမဂုဏ်တွေခံစားလိုက်ပါဦးဆိုသူကရှောက်တာနော်တော်တော်ရရဆက်ဆက်ပဲနော်အဲ့ဒီကကြတော့အဲ့ဒီနတ်သမီးကိုအရှင်သမိတ်ကပြန်ဖြေတယ်ကာလံဝဟနာဇာနာမိကာလဒီနေရာကြတော့ကာမဂုဏ်ခံစားမဲ့ကာလမဟုတ်ဘူးပေမဲ့အခါပေါ့နော် ကာလံဩဟံနာသာနာမိငါဘယ်တော့ဘယ်နှစ်သေးမယ်ဘယ်တော့သေးမယ်ဆိုတော့သေရမယ့်ကာလကိုငါမသိဘူးတဲ့စံတော့ကာလောနာတဲ့တည်းလူတိုင်းလူတိုင်းမှာသေရမယ့်ကာလဆိုတာဖုံးနေတယ်၊ကွဲနေတယ်မမြင်ရတာဖြစ်တဲ့အတွက်ကြောင့်နာတဲ့တည်းအဲ့ဒီဘယ်တော့သေးမယ်ဆိုတာကိုငါမမြင်နိုင်ဘူးတသမအဘုဒ္ဓဝဘိက္ခာမိ ။ဒါကြောင့်တကာမကုံခန်းစားချိန်ငါမပေးတော့ဘဲနဲ့ရန်တရားအားထုတ်ပြီးတော့စွန့်ခံကြွတဲ့ရန်အလုပ်ရဲ့လုပ်ခဲ့တော့တာ။မာမန်ကာလောဥပ္ပဇ္ဇကဘာကြောင့်လဲဆိုတော့ကာလဒီနေရာကြတော့ဘာလဲဆိုတော့တရားအားထုတ်ရမယ့်ကာလလေး။တရားထုတ်မဲ့ကာလဆိုလဲခုနအတိုင်းပါပဲဘယ်ချိန်အကောင်းဆုံးလဲဆိုတော့ငယ်ရွယ်တဲ့အချိန်အကောင်းဆုံးပဲနော် အသက်ကြီးမှတရားအထုတ်မယ်ဆိုရင်ကြာကြာလက်မထိုင်နိုင်ဘူးခန္ဓာကိုယ်လည်းပဲမနိုင်တော့ဘူးတရားလည်းပဲတရားပဲမရောက်ဘဲနဲ့ခန္ဓာကိုယ်နှိပ်စက်တဲ့ပဲပဲရောက်နေတတ်တယ်ဒါကြောင့်တရားအထုတ်မဲ့အချိန်ခါလေးငါမလွန်မြောက်စေခြင်းတဲ့အတွက်ကြောင့်တရားအထုတ်မဲ့အချိန်ခါလေးငါရတော့ရခိုင်တဲ့ဘယ်တော့သေးမှမမသိတဲ့အတူတရားအနေနဲ့တော့အသက်ကြီးမှငါတရားအထုတ်မယ်ဆိုတဲ့အတွေ့အထိမတွေ့တော့ဘဲနဲ့ကာမဂုဏ်ခံစားယူမှတရားအထုတ်မယ်ဆိုတဲ့အတွေ့အထိမတွေ့တော့ဘဲနဲ့ငါဟာအချိန်ရှိခိုင်လုံးလာဆိုင်ပြီးတော့တရားအထုတ်နေတာပါလို့ပြန်ဖြေလိုက်တာနော်သူရဲ့ ။အဲနတ်သမီးရဲ့ဆွဲဆောင်တာအောင်မြင်လားဆိုတော့မအောင်မြင်ဘူးပေါ့ကွာနော်။အထာကောသာဒေဝနာအဲ့ဒီကကျတော့အဲ့ဒီနတ်သမီးဟာပထဝီရံပဋိထိတ်တော်ဟာအဲ့တော့ကျမှမြေကြီးပေါ်မှာရက်လိုက်တော့တာ။ခုနကတော့ကောင်းငင်ပေါ်မှာပဲနော်။အော်အမြန်လျှောက်တာ။အခုကျတော့ဟာငါပြောတဲ့စကားအာဒီသမိတ်တိယဟန်ကလက်မခံဘူးသမိတ်တိယဟန်ကတော့တကယ်တရားသားတွေဝနေတယ်တရားပတ်ကြီးပဲအာယုံရောက်နေတာပါလားတခြားနည်းနဲ့သူ့ကိုပြမဲဆွဲအောင်မယ်ဆိုပြီးတော့ကောင်းငင်ပေါ်မှာမရတော့ဘဲနဲ့မြေကြီးပေါ်မှာဆင်းလိုက်တယ်ဆင်းပြီးတော့အရှင်သမိတ်တိကိုလျှောက်တာ ဒါရောတံပိတ်ကိုအရှင်ဘုရားအရှင်ဘုရားကငငယ်လေးရှိသေးတယ်တို့တို့နော်လူပြုံတော့ရှိသေးတယ်ကာလကေတော့သဘင်လေးရလဲနဲ့လို့ပဲဗတ္တရေနာယုပနေနာသမနာကတော့အရွယ်ကောင်းပဲခုနကတော့ဒါရောငယ်တာနဲ့ဗတ္တရေနာယုပနေနာသမနာကတော့အရွယ်ကောင်းတဲ့ပြည့်စုံတယ်ဆိုတာနှစ်ခုကမတူဘူးဒါရောငယ်တယ်ဆိုတော့နော်ပထမအရွယ်ကိုပြောတာပါပဲ25နှစ်ဝန်းကျင်ပေါ့ပထမအရွယ်ကိုပြောတာဗတ္တရေနာယုပနေနာသမနာကတော့ဆိုတချို့ကြတော့25နှစ်အရွယ်အဝန်းကျင် ငယ်ရတာဖြစ်ပေမဲ့လည်းပဲတကြောက်ကြတော့လက်တွေကောက်ခြေတွေကောက်လက်ကျိုးခြေကျိုးအင်္ဂါမစုံအဲ့ဒီပုံစံမျိုးနဲ့ပထမအရွယ်ဖြတ်တာကောင်းတဲ့ဖြတ်တယ်မဟုတ်တော့ဘူးမကောင်းတဲ့ဖြတ်တန်းချင်းဖြစ်တာနော်အရှင်သမိတ်ကြီးကြတော့ငယ်လဲငယ်သေးတယ်ရုပ်ကလည်းဒါအချောသေးတယ်ခန္ဓာကိုယ်အင်္ဂါလည်းပဲအကုန်ဆုံးနေတယ်ဆိုတော့ဗတ္တိနာရုပ်နေနာသမနာကတော့တကယ်ကောင်းတဲ့အရွယ်နဲ့ပြည့်စုံနေတာပထမေနဝရတာပထမအရွယ်ဆိုတဲ့ကောင်းတဲ့အရွယ်နဲ့ပြည့်စုံနေတာ ဒါကြောင့်ဒါဗိမလပဲရှင်ဘုရားအာနိုင်ရက်ကအာနိုင်ကီလိတာဝီကာမေသူကာမဂုံနေမှာပျော်ပျော်ပါပါမခံစားဘူးတဲ့နော်အရှင်ဘုရားကပရမအရွယ်အဲငယ်ရွယ်ဗိမလပဲအကုန်လုံးပြည့်စုံနေဗိမလပဲကာမဂုံနေမှာတဲ့မြို့တို့ပျော်ပါပြီးတော့မခံစားဘူးပါဘူးတဲ့ဒါကြောင့်အရှင်ဘုရားကိုတပိတော့စေတနာနဲ့တိုက်တွန်းပြရစေဘုံစဘိတ်ကိုကမန္တုတကေကာမေလူယုလူရကာမဂုံတွေကိုအရှင်ဘုရား ခံစားပါဦး မာတန်တရိကဟိတ်တဝါကာလိကနုဒ္ဓဝိနော်တန်တရိကမျက်မှောက်ဖြစ်တဲ့လူကာမဂုံတွေကိုစွန့်ပြီးတော့ကာလိကနောင်ဘဝမှာရမယ်နတ်ကာမဂုံတွေကိုသွားတောင်းတာတာတဘာဝမကြပါဘူးဒါကြောင့်လူဘဝငယ်ရွယ်တဲ့အချိန်လေးတော့လူကာမဂုံတွေခံစားပါဦးဒါကိုထာဂရလေးကဖွင့်တယ်ဘာဖွင့်တယ်လဲဆိုတော့နတ်သားနာသမီးတွေကတဲ့10နှစ်တရားထိုင်ထားတဲ့သူ12နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50အနှစ်60တရားတွေကို ကြိုးကြိုးစားစားထိုင်ထားတဲ့ယဟန်တွေကိုမြင်ပြီဆိုရင်အော်ဒီယဟန်တွေကကာမဂုဏ်အာယုန်တွေကိုအကုန်ရှောင်ရတယ်အစင်းရက်ခပြောတရားတွေအားထုတ်ကြတယ်သူတို့တွေဒီလိုတရားအားထုတ်တာနောင်ဘဝမှာနတ်သမီးတွေနဲ့နေခြင်းလို့နောင်ဘဝမှာနတ်ပြည်မှာနတ်ချမ်းသာကိုခံစားခြင်းလို့သူတို့တွေဒီလိုကြိုးစားနေကြတာထင်တယ်ဒီလိုယူဆသူတို့နတ်တွေမှာရှိတယ်လေနော်နတ်တွေမှာရှိတာဖြစ်တဲ့ကြောင့်အရှင်ဘုရားတဲ့နောင်ဘဝနတ်ပြည်ရောက်ပြီးတော့နတ်ကာမဂုဏ်တွေခံစားဖို့ရတော့တောင်းတမနေပါနဲ့ဒီဘဝမှာပဲလူကာမဂုဏ်တွေ ပြေပြေဝဝခန်းစားပြီးတော့ပျော်ပျော်ပါပါနေလိုက်စမ်းပါငယ်ရွယ်တဲ့အချိန်မို့တပြီးတော့ရှောက်တာနော်ဆိုပြီးတော့နတ်သမီးကထရှောက်ပါလေရောရှောက်တဲ့အခါကျတော့နခွာအာဟုတော်တန်လက်တိကဟဲ့တော်ကာလိကနုဒါဝမီလက်ရှိလူကမကုံတွေကိုပဲပြီးတော့နောက်နတ်ဘဝကိုနတ်စည်းစိမ်ချမ်းသာတွေခန်းစားခြင်းလို့တရားအထုတ်တာမဟုတ်ဘူးဟေကာလိကင်စဟဲ့တော်နတ်နတ်ချမ်းသာကိုလည်းငါမလိုချင်ဘူးတဲ့နတ်ချမ်းသာကိုလည်းမလိုချင်ဘူးတကယ်လိုချင်တာကဘာလဲဆိုတော့တန်တိဋ္ဌိကံအနုဒါဝမီလက်တွေ့ ရနိုင်တဲ့နော်လောကုတ္တရာတရားဒီဘဝမှာပဲတရားအထုတ်ရင်ရနိုင်တဲ့လောကုတ္တရာချမ်းသာကိုပဲငါလိုချင်တာမြတ်စွာဘုရားကဟောထားတယ်လူကာမဂုဏ်နတ်ကာမဂုဏ်ဆိုတဲ့ကာမဂုဏ်တွေရဲ့တရားတွေရဲ့အဲ့ဒီနှမျိုးမှာအာတာကျဲအာနေကျဲတွေကိုပြောထားခဲ့တယ်ကာလိကအာဟုသောကာမဗုဒ္ဓဘုဂဝတ္တ နောင်ဘွားမှာရမယ်နတ်ကာမဂုံတွေကိုမြတ်စွာဘုရားကဘယ်လိုဟောထားလဲဆိုတော့ဘဟုဒုက္ခဘဟုပါယတာချမ်းသာတော့နည်းနည်းရှိပါတယ်ဒါပေမဲ့ကိုယ်စင်းရတာတွေပဲများတယ်စိတ်ပင်မန်းတာတွေပဲများတယ်အာရိနောအိထဘိယောဟောဒီနတ်ကာမဂုံနတ်ပြည်မှာကာမဂုံတွေဆိုတာလည်းပဲအာရိနောပြစ်ချက်တွေကများတယ်ဒုက္ခတွေကများတယ်ပြစ်အာရိနောကိုအထာကရာကဒုက္ခလို့ပြောဘာသာပြန်လိုက်ပါတယ် ပြစ်ချက်တွေဒုက္ခတွေကများတယ်ဒါကြောင့်နတ်ပြည်နတ်ကမကောကိုမင်းတို့တွေကလူတွေနဲ့စာလိုက်ရင်ချမ်းသာတယ်လို့ထင်မိမှလည်းပဲမြတ်စွာဘုရားရဲ့တပ်မြွတ်ညာနဲ့ကြည်လိုက်တဲ့အခါကျတော့အဲဘာလဲဆိုတော့မမြဲတဲ့သဘောတရားတွေနော်စွန့်လို့ရတဲ့အခါကျတော့ရောက်မဲ့ဒုက္ခတွေဒါတွေကိုမြင်လိုက်တဲ့အခါကျတော့နတ်ကမကောလို့ပြောပေမဲ့လည်းပဲအဲစင်ရတာတွေစိတ်ပင်မတာတွေပိုများပါတယ်ဒုက္ခတွေကပိုများပါတယ်ဒါကြောင့်အဲနတ်ပြည်ဆိုတဲ့နောင်ဘဝချမ်းသာကိုငါမျှော်မှန်းပြီးတော့တရားထုတ်တာမဟုတ်ဘူး တန်တဲ့ဒီကောအရန်တမောငါမျော်မမေတော့တရားထုတ်တယ်လောကုတ္တရာတရားဆိုတဲ့မတရားဖို့တရားတွေကြတော့ဟာမြတ်စွာဘုရားကတအားကောင်းနေတယ်ဗျတန်တဲ့ဒီကောနောင်ဘွားတွေစောင့်စရာမလိုဘူးဒီဘွားမှာပဲတန့်အကျိုးပေးတာနော်ဒီဘွားမှာပဲတန့်အကျိုးပေးတာအကာလီကောနော်စက္ကန့်လေးမိနစ်လေးတောင်ကြာဟာစောင့်စရာမလိုဘူးချက်ချင်းပဲအခုမဖြစ်ရင်အခုဖို့ဆိုတဲ့အကျိုးတန့်ပြီးတော့ပေးတာအေဟိပတိကောအရသာရှိလွန်းလို့လာလာတရားတကလားရှုလဲရှုလဲဆိုပြီးတော့သူများကိုဖိတ်ခေါ် ရလောက်အောင်ထီကိုတကက်တန်ဖိုးရှိတဲ့တရားဩပနေကောခန္ဓာကိုယ်မှာမီးလောင်နေပေမဲ့လည်းပဲအဲ့ဒီမီးလောင်တာကိုမငြိမ့်ပဲနဲ့ကိုအဲအဲ့ဒီလောကတရားတရားဆိုတဲ့မတရားဖို့တရားတွေကိုစိတ်ထဲမှာမရရအောင်ကြိုးစားပြီးတော့အရယူသင့်တဲ့တရားပစ္စတံဝေရိတဘောဝေညူဟိတကက်ပညာရှင်တွေကပညာရှင်တွေမှပဲခံစားကိုယ်ရတဲ့တရား ဒါကြောင့်ဟောဒီလောကုတ္တရာတရားကတော့နောင်ဘဝလည်းစောင့်စရာမလိုဘူးဒုက္ခလည်းမရှိဘူးပစိတ်ပင်မမှုလည်းမရှိဘူးတကယ်ချမ်းသာမှုအပြည့်ကိုဒီဘဝမှာပဲရနိုင်တာဖြစ်တဲ့အတွက်ကြောင့်လောကုတ္တရာတရားကိုငါလိုချင်လို့အခုလိုတရားထိုင်တာပါလို့ဖြေလိုက်တယ်ဖြေလိုက်တဲ့အခါကျတော့ကထာဘိတ်ကိုအရှင်ဘုရားလိုချမ်းလိုချမ်းသာနာချမ်းသာတွေဟာအာဆင်းရဲမှုတွေပင်မမှုတွေများတယ်ဒုက္ခတွေများတယ်ဆိုတာဘယ်လိုများတာလဲဖြေရ လောကုတ္တရာတရားဆိုတဲ့မတရားဖို့တရားတွေကဒီဘဝမှာပဲအကျိုးခံစားရပြီးတော့ချမ်းသာလွန်းလို့သူများကိုတရားလံအားထုတ်ပါလို့အေဟိပတိကနော်အဲဖိတ်ခေါ်တဲ့ဘုခေဖိတ်ခေါ်ဇင်စိတ်ပေါက်သွားလေရလောက်အောင်ဒီကိုသူတော်ကောင်းတွေပညာရှင်တွေခံစားရတဲ့တရားဆိုတာဘလို့တရားလဲဗျာအဲ့လိုမေးတာမေးတဲ့အခါကျတော့အဟံအာဟုသောနောဟာဟာငါကအခုမှယဟန်ဘဝကိုရောက်ခါစားအသက်လေးပဲရှိသေးတယ် နဝအငယ်လေးပဲရှိသေးတယ်အာစီတာဘပ်ပစီတော်ယဟန်ပြူတာမကြသေးဘူးအတို့နာကတော်အိမအိမဓမ္မဝိညာဉ်ဒေသနာဘုအခုလေးမှရောက်လာတာဒါကြောင့်တရားကိုအကျေငါမဟောနိုင်ဘူးမြတ်စွာဘုရားကဟောဒီအနေနာတဘောတာယုံအဲကြောင်းမှာမြတ်စွာဘုရားတရင်သုံးတော်မူတယ်ဒါကြောင့်မြတ်စွာဘုရားစီသွားပြီးတော့အဲ့ဒီမေကွန်သွားမေမြတ်စွာဘုရားဖြေတဲ့အတိုင်းပဲမင်းမှတ်တာထားဒါဆိုရင်တရားကမှားစရာအကြောင်းမရှိဘူးဆိုပြီးတော့ကြံပေးလိုက်အဲ့ဒီကကြတော့နတ်သမီးကပြန်လျှောက်တယ် အရှင်ဘုရားတပည့်တော်မြတ်စွာဘုရားစီချင်းကပ်ဖို့ဆိုတာမလွယ်ဘူးဗျာတပည့်တော်ကဘုံမစိုးနဲ့ဆိုတော့ဘုံကတိုက်ပြီးတော့မကြည့်ဘူးနော်ချင်းဘုံဘုံနေတိုက်ပြီးတော့မကြည့်ဘူးအင်ကြီးမဟေသက်ကာကြီးဟာတခြားတကိုးကြီးတဲ့နတ်တွေမြတ်စွာဘုရားကချမ်းရမ်းထားတာဖြစ်တဲ့အတွက်ကြောင့်တကိုးကြီးရဲ့နတ်တွေရဲ့နောက်ကနေရတာဖြစ်တဲ့ကြောင့်ဖခင်စီရောက်ဖို့တပည့်တော်မလွယ်ဘူးဖခင်ကိုမေးဖို့တပည့်တော်အနေနဲ့အခက်အခဲရှိတယ်တပည့်တော်ကတကိုးမကြည့်ဘူးပဲနော်အဲ့ဒါဥပဒေထာဂရာဖွင့်ထားတယ် အဲဘာလဲဆိုတော့နတ်နတ်မင်းကြီးတွေလာပြီဆိုရင်နတ်မင်းရဲ့အချံရံတွေကဂရေတရာဂရေတထောင်လောက်ရှိတယ်တဲ့ဒါကြောင့်နတ်သားနတ်သမီးတွေကသူတို့လာကြပြီဆိုရင်နတ်မင်းကြီးတွေလာပြီဆိုရင်နေရာတအားယူလာဖြစ်တဲ့တကြောင်အဝေးကြီးကိုသူတို့တကိုမကြီးရှိတဲ့နတ်တွေတကိုငယ်တဲ့နတ်တွေဟာစုပ်ပြီးတော့နေရတာဒါကြောင့်ဖယားကိုရှောက်ဖို့ဆိုတာဝေးသေးဖယားနဲ့ကပ်ဖို့ကိုမရဘူးတဲ့ဒါကြောင့်ဒီလိုအနေနဲ့ရှောက်ဖို့မလွယ်ပါဘူးဖယားဒါကြောင့်သတိတော်ဘေကုတံကွမ်နာဥပသမိတ်ဝါဣဓမ္မတံပုတ်စေယသည်အရှင်ဘုရားကတပည့်တော်ကိုစားမြတ်စွာဘုရားကိုရှောက်ပေးပါဗျာမေးပေးပါဗျာ တပိတော့လည်းပဲအဟိတရားနာရောက်လာခဲ့ပါမယ်ဆိုပြီးတော့ရှောက်တာရှောက်တဲ့အခါကျတော့ရှင်သမီးကြီးကကောင်းပြီဆိုပြီးတော့နတ်သမီးရဲ့ရဲ့တောင်းပန်ချက်ကိုလက်ခံပြီးတော့မြတ်စွာဘုရားကိုသွားရှောက်ပါလေရောရှောက်တဲ့အခါအကျိုးအကြောင်းအကုန်ရှောက်လိုက်တယ်ပေါ့ရှောက်လိုက်တဲ့အခါကျတော့နတ်သမီးကတော့ဒီလိုတော့ဒီလိုဒီလိုရှောက်တယ်ဘုရားတပိတော့လည်းပဲဒီလိုဒီလိုပြောလိုက်တယ်ခရဒါမှအစမျက်နှာ30အောက်ဆုံးအပိုက်ပေါ့နော်အဲ့ဟုတ်ပြီအားလုံးပဲအဲ့လိုရှောက်လိုက်ရှောက်ပြီးတော့ ။ဒါလျှောက်လိုက်တဲ့အခါကျတော့ဧဝံဟုတ်တယ်အဲဟိုဘက်ဟိုဘက်စာမျက်နှာ၁၁အဲလိုလျှောက်တဲ့အခါကျနတ်သမီးကတပည့်တော်ကိုပြောတယ်ဖေ။ဟုတ်ကုနာကုနာပါခဲ့ပြီသားနော်တပည့်တော်ကတကောကြီးတဲ့နတ်တွေချမ်းရနေတဲ့မြတ်စွာဘုရားစီတို့ရောချင့်ကပ်ဖို့ဆိုတာမလွယ်ဘူးဗျာတပည့်တော်ကိုစားမေးပေးပါအာတပည့်တော်တရားနာလာပါမယ်ဆိုပြီးတော့သူလျှောက်တယ်ဗျာနော်လေးချောင်းမြောက်သစေပန်နေတန်တာတွေဝနာယသစ္စံဝဆနံသူပြောတဲ့စကားဂရိတီမယ်ဆိုရင် ဣဒေဝတာဒေဝတာအဝိတုတွေဟောရိနသမီအဲ့ဒီနသမီဟာဒီနဲ့မနီးမနာလေးမှာရှိနေမယ်ဆိုတာသိကြပါတယ်ဗျာလို့မြတ်စွာဘုရားရှောက်တာရှောက်တဲ့အခါကျတော့အဲ့ဒီနသမီကအာရှင်သမီးတွေကိုသူကလှမ်းပြီးတော့ရှောက်လိုက်ပါတယ်ပௌဇာဘေကူယဟန်မေးပါပௌဇာဘေကူရှမ်းမေးပါယမန်နှုတ်ပတ်တာတပည့်တော်ရောက်နေပါပြီဆိုပြီးတော့နသမီကထရှင်သမီးတွေကိုလှမ်းရှောက်လိုက်အဲ့ဒီကကျတော့မြတ်စွာဘုရားကအဲ့ဒီနသမီကိုဂါထာတွေနဲ့မေးလိုက်တယ်ဂါထာတွေနဲ့ဖြေလိုက်တယ်ပြောလိုက်တယ်အခေယသင်ကြီးနောသတ် တတ္တာအခေယသမိမတိဋ္ဌိတာတတ္တာသရဝါအများစုက အခေယသင်္ကြီးနော အခေယလို့ခေါ်တဲ့ခန္ဓာ၅ပါးအပေါ်မှာသင်္ကြီးနောပုဂ္ဂိုလ်တတ္တဝါ၅ယောက်ျားမိန်းမဆိုပြီးတော့အဲ့ဒီလိုအမှတ်တွေနဲ့အဲယူဆနေကြတယ်အခေယသမိမတိဋ္ဌိတာအခေယဆိုတာခန္ဓာ၅ပါးအပေါ်မှာမတိဋ္ဌိတာရာဂစတဲ့တရားရှင်မျိုးနဲ့ခိုင်ခိုင်မာမာယက်တည်နေကြတယ် ဟောခန္ဓာ၅ပါးကိုပဲခန္ဓာ၅ပါးလို့မမြင်မဲနဲ့ပုဂ္ဂိုလ်လို့မြင်တယ်တတ္တဝါလို့မြင်တယ်ယောက်ျားလို့မြင်တယ်မိန်းမလို့မြင်တယ်စသဖြင့်မြင်နေကြတယ်နံပါတ်၁နံပါတ်၂ခန္ဓာ၅ပါးအပေါ်မှာပဲအကုသမအကုသစိတ်ဓာတ်တွေနော်အာဟုသောစေတသိက်တွေနဲ့ရှစ်မျိုးနဲ့တည်ကြတယ်ဘလို့တည်ကြလဲဆိုတော့လောဘနဲ့ပတ်သက်ပြီးဆိုရင်လောဘလိုချင်မှုတွေနဲ့ဟာငါရငါငါခန္ဓာကိုငါခန္ဓာကိုလိုချင်မှုတွေနဲ့ဘာသူရောကခက်ဆွဲဆွဲယူထားကြတယ်နော်ဒိဋ္ဌိအမြင်မှားမှုတွေနဲ့ဆွဲယူကြကြတယ်မာနမာနတွေနဲ့ဆွဲယူနေကြတယ် နော်လောဘနဲ့ပတ်သက်ပြီးတော့၃မျိုးပေါ့လောဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့နောက်ဒေါသအဲဒေါသတွေနဲ့အပြိုင်ဆိုင်နေအနိုင်ကျတာတွေနှိမ်ချတာတွေဟိုဒုက္ခပေးတာတွေအဲ့ဒါတွေနဲ့တပည့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ယူဆနေကြတယ်မောဟမသိမှုတွေနဲ့ယူဆနေကြတယ်နောက်ဝိသိကိစ္စယုံမတန်တရားတွေနဲ့ယူဆနေကြတယ်ဩဒိသအာစိတ်တွေဟိုပြန့်ဒီပြန့်ဟိုရောက်ဒီရောက်နေပဲခန္ဓာကိုယ်ပေါ်မှာတွေးတော့ယူဆနေကြတယ်နောက်ဆုံးတစ်ခုကတော့အနုတ္တယเนาะ အဲနုတရဆိုတဲ့တရားတွေနဲ့လည်းပဲလက္ခဏာကိုပေါ်မှာယူဆနေကြတယ်ခြုံပြောလိုက်ရင်တော့အေကရနဲ့ပဋိဋ္ဌိကြခန္ဓာကိုယ်ကို အကြောင်းပြုပြီးတော့အကောင်းဘက်ကိုရောက်အောင်မသွားကြဘူးတဲ့ခန္ဓာကိုယ်ကိုအကြောင်းပြုပြီးတော့မကောင်းတဲ့ဘက်ကိုပဲရောက်ကုန်သွားနေကြတယ် အကောင့်ပဲရအောင်သွားတယ်ဆိုတာခန္ဓာကိုယ်ရှုရင်ဝိပဿနာရှုမယ်ခန္ဓာကိုယ်ကိုဝိပဿနာရှုမယ်ဆိုတာအကောင့်ပဲသွားတာပေါ့ကွာအဲခန္ဓာကိုယ်လောဘဒေါသမောဟတွေမာနတွေဒိဋ္ဌိဝိသိကိစ္စတွေဥဒ္ဒစတွေအနုတရာတွေဒေါသတွေဒါတွေနဲ့ရှုနေမယ်ဆိုရင်တော့ဘာတွေလဲဆိုရင်မကောင်းတဲ့ဘူကိုရအောင်သွားကြတာ positive နဲ့မဟုတ်ဘူး negative တွေနဲ့ယူပဲလူတွေကယူဆနေကြတယ်တဲ့အကေယအပရိညာယခန္ဓာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ ညာတပရိညာပရိယလေးပဲမတင်ညာဘူးတိရဏပရိညာပฏิပတ်လည်းအာမထုတ်ကြဘူးဘာနာပရိညာမက်ဖို့ရပြီးတော့ပယ်နိုင်တဲ့အဆင့်ဒီအောင်လည်းပဲရောက်အောင်မကြိုးစားကြတဲ့အခါကြတော့ယောဂမာယာတိမေဆုနောဒေမင်းရဲ့အနောက်ဘက်ဒေမင်းရဲ့နိုင်ငံဘက်ကိုပဲသွားနေကြရတယ်ဒီဘုရားလည်းသေရအောင်မှာပဲနောင်ဘုရားလည်းသေရအောင်မှာပဲတန်တရားလည်းဆက်ပြီးတော့သေရအောင်မှာပဲသေခြင်းတရားကတို့တို့တွေမလွန်မြောက်နိုင်ကြဘူး အခေယံသပရိညာယအခါဒါရနမညတိနော်ယဟနာပုဂ္ဂိုလ်တွေဒါကြယဟနာပုဂ္ဂိုလ်ဟိုအားကိုဟိုအားပုရုဇဉ်တာမန်လူတွေယဟနာပုဂ္ဂိုလ်တွေကြဗျောင်းမြန်အခေယံသပရိညာယတဲ့နော်ခန္ဓာ၅ပါးအပေါ်မှာပရိယပฏิပပฏิဝေဒတွေနဲ့သေသေးချာချာအကျိုးရှိအောင်အလုပ်လုပ်နိုင်ကြတယ်အခါဒါရနမညတိပုဂ္ဂိုလ်တ attva လို့လည်းပဲသူက ဟိုစွဲမှတ်ထားတာလည်းပဲမရှိတော့ဘူးယန္နာပုဂ္ဂိုလ်ဆိုတာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မရှိတော့ဘူးခန္ဓာ၅ပါးဆိုတဲ့အမြင်ပဲရှိတယ်တဟိတ္တနာဟောတတနာဟောဒီယန္နာပုဂ္ဂိုလ် မှာဆိုရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အထင်အမြင်ဟာရှိကုန်မရှိတော့တာတဲ့ယေနနာဝဇ္ဇာနတ္တတအထိငဲရာဂစတာတွေကြောင့်သူ့ကိုယန္နာပုဂ္ဂိုလ်ကိုတစုံတစ်ယောက်ကပြောเสียရပုဂ္ဂိုလ်တ attva ဆိုတဲ့အခြေအနေတွေကသုတ္တနာမှာမရှိပါဘူးသစေဝိဇာနာတိဝရေယျက္ခအဲ့ဒီလိုယဟန္တာပုဂ္ဂိုလ် ရဲ့အခြေအနေတွေကိုမင်းသိသလားမေးလိုက်တာနော်ဘုရုဇင်တွေကတော့ခန္ဓာ၅ပါးကိုလည်းမသိဘူးခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အကောင်းမယူဘဲနဲ့မကောင်းတဲ့ဘက်ကိုယူကြတဲ့အတွက်ကြောင့်ခဏခဏသိနေကြရတယ်။ယန္နာပုဂ္ဂိုလ်ကတော့ခန္ဓာ၅ပါးကိုလည်းပဲကောင်းကောင်းသိတယ်။အဲပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ကိလေသာတွေအဖြစ်မခံတော့ဘူး။အဲငါငါဥစ္စာဆိုစသဖြင့်အစွဲလန်းလည်းမရှိတော့ဘူး။အဲသူများအပြစ်ပြောစရာကိုမရှိတဲ့ယန္နာပုဂ္ဂိုလ်လိုပုဂ္ဂိုလ်မျိုး ရဟနာပုဂ္ဂိုလ်အခြေအနေမျိုးမင်းရောက်သွားပြီလားအဲ့ဒီလိုတရားတွေကိုမင်းသိသွားပြီလားလို့မေးလိုက်တာနာခောပန်ဒီမြတ်စွာဘုရားရှင်ဘုရားကအကျင့်ဟောထားတဲ့တရားအခြေအနေနဲ့တပိတော့နားမလည်လည်းသိပါဘူးဘုရားအဲ့လိုတရားတွေကိုတပိတော့မသိသေးပါဘူးဘုရားတပိတော့ကိုအကျေထပ်ပြီးတော့ဟောပေးပါဦးဘုရားမြတ်စွာဘုရားကိုရှောက်တယ်ရှောက်တဲ့အခါကျတော့ရဟနာရဲ့သဘောတရားကိုထပ်ပြီးတော့မြတ်စွာဘုရားမိတ်တယ်ရဟနာတွေဆိုတာသမောတူတယ်ဝိသေတိမြတ်တယ် ဥဒ္ဒဘာနိဟိနောရုပ်တယ်ဓမ္မနာသုံးမျိုးပေါ့နော်တန်တို့ပဒန်တို့ကိုကခုံဤသွဲသူတယ်ခုံဤသွဲသူတွေမှာလည်းပဲအဲမလားဆိုတော့မာနာသုံးမျိုးဖြစ်တတ်တယ်။နောက်ကြတော့ဂုံမြတ်မြတ်တဲ့သူတွေမှာလည်းပဲမာနာသုံးမျိုးဖြစ်တတ်တယ်။ဂုံတိုင်းတဲ့သူတွေမှာလည်းပဲမာနာသုံးမျိုးဖြစ်တတ်တယ်။ယောမညတိအဲ့ဒီလို လူတွေကကိုယ့်ကိုယ်ကို အထင်တစ်လုံးနဲ့အဲအမားတွေကိုပဲအမျိုးမျိုးမြင်နေကြတဲ့မာနာမျိုးရှိတတ်ကြတယ်။သောဝိဝတိထတေနာ အဲ့လိုမမာနတွေရှိကြလို့သားလျင်ဝိဝတိထလူတွေဆိုတာကငင်းခုံကြတာလူတွေငင်းနေကြတယ်ရံဖြစ်နေကြတယ်ဆိုတာအဲ့ဒီမာနတွေပြိုင်းနေကြတဲ့အတွက်ကြောင့်ငင်းနေကြတာရံဖြစ်နေကြတာဒီသူဝိဒါသူအကမ္ပမာနောရဟနာပုဂ္ဂိုလ်ကြအဲ့ဒီလိုမဟုတ်ဘူးတဲ့အဲ့ဒီမာနတွေအပေါ်မှာတုံလုံးမမရှိဘူးအထင်တစ်လုံးနဲ့ခန္ဓာကိုယ်အပေါ်မှာခန္ဓာလုံးမမြင်ပဲနဲ့ပုဂ္ဂိုလ်လို့မြင်မန္တေနဲ့ဆွဲပြီးတော့တုံတုံမှုတွေဟာရဟနာပုဂ္ဂိုလ်ကမှမရှိတော့ဘူးတဲ့သမောဝိတေတိနတ္တဟောဒီ အဲသူ့မှာငါနဲ့တူတဲ့သူငါထက်သားတယ်လို့ငါထက်နေတယ်လို့ဆိုတော့ခွဲခြားမှုလည်းပဲရဟန္တာပုဂ္ဂိုလ်မှာမရှိဘူး။အဲ့လိုအခြေအနေကိုလည်းပဲမင်းသိသလားလို့မေးပြန်ရောမေးတဲ့ကကြတပည့်တော်ဒါလည်းပဲတပည့်တော်မသိသေးပါဘူးခင်ဗျာရဟန္တာမဖြစ်သေးပါဘူးခင်ဗျာရဟန္တာရဲ့အခြေအနေကိုတော့နားမလည်သေးပါဘူးခင်ဗျာလို့ပြန်ဖြေတယ်။ထပ်ပြီးတော့အကျေဟောပါဦး။အဲဒီတကမြတ်စွာဘုရားထပ်ဟောရပြန်ရောမဟာသေသင်္ခါနဝိမာနမေဇကာဣစ္ဆစီတနာဣဒာနာမရူပေဟောရဟန္တာပုဂ္ဂိုလ်တွေဆိုတာပဟာတိသင်္ခံ ယန္နာဘောဂောဆိုတာသင်္ခံပညတ်တွေပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမသူငါဆိုတဲ့ပညတ်တွေကိုပဟာသိပဲသွားပြီခန္ဓာကိုခန္ဓာလိုပဲမြင်သွားပြီနာဝိမာနမေဇကာယန္နာပုဂ္ဂိုလ်တွေမှာမာနဆိုတာဘယ်လိုနည်းနဲ့မှမာနမရှိတော့ဘူးမာနအလုံးမာနကိုပါလုံးကိုကင်းသွားပြီပယ်ပြီးသွားပြီအစစီတဏ္ဍိတနာမရူပေဟောဒီနံယုတ်တွေအပေါ်မှာဟောဒီခန္ဓာကိုဆိုတဲ့နံယုတ်ကြီးအပေါ်မှာဆွဲလန်းမှုလိုချင်မှုဆိုတဲ့တဏ္ဍာသူဖြတ်ပြေးသွားပြီ ဒါကြောင့်ခန္ဓာကိုယ်ပေါ်မှာဆွဲနှမှုတွေတွေ့တာမှုလိုချင်မှုမတနာတွေမရှိတော့တဲ့အတွက်ကြောင့်ယန္နာပုဂ္ဂိုလ်ကြီးတွေပြိနိဗ္ဗာန်ဆန္ဒတော်မှာတုံ့လုံးမှုမရှိတော့ဘူးပေါ့ကွာဒါစိန်ဒဂန္ဓာအဲ့ဒီလိုယန္နာပုဂ္ဂိုလ်တွေကစိန်ဒဂန္ဓာခန္ဓာ၄ပါးဆိုတဲ့အနောင်ဖွဲ့တွေကိုလည်းပဲဖြတ်ပြီးသွားပြီအနိကံစင်ရဲမှုဆိုတာလည်းပဲမရှိတော့နိဒာတံတတ်မှတ်မှုဆိုတာလည်းပဲသူကမယန္နာပုဂ္ဂိုလ်တွေမှာမရှိတော့ဘူးတဲ့ပရိယေတမာနောနိစ္စကမောနော် ရဟနာပုဂ္ဂိုလ်တွေပြိနိဗ္ဗာန်ဆံသွားပြီဆိုရင်သူ့နောက်ကခန္ဓာရဟနာပုဂ္ဂိုလ်တွေဘယ်ရောက်သွားလဲလိုက်ရှာကြည့်လိုက်ရှာရင်တော့မှမတွေ့နိုင်တော့ဘူးသူကဘဝကကုန်းသွားလို့နော်အဲ့လိုပုဂ္ဂိုလ် တွေဒေဝဝမနုဿဝလူပြည်မှာလိုက်ရှာလည်းမတွေ့ရဘူးမနုဿနတ်ဒေဝနတ်ပြည်မှာလိုက်ရှာလည်းမတွေ့ရဘူးမနုဿလူပြည်မှာလိုက်ရှာလည်းမတွေ့ရဘူးဣဒဟောဒီလူပြည်မှာလိုက်ရှာလည်းမတွေ့ရဘူးခုရန်တခြားဘဝဆိုတဲ့ငကားပြည်ကလုံးပြည်မှာလိုက်ရှာလည်းမတွေ့ရဘူးတကယ်တူနတ်ပြည်မှာလည်းပဲလိုက်ရှာလည်းမတွေ့ရတော့ ။တပ္ပနိဝေသနေတုတတ္တနိဝါဒလို့ခေါ်တဲ့သရဝါဒရဲ့အဲဖြစ်ရာဘုံဌာနတွေမှာဘယ်ဘုံဌာနလိုက်ရှာရရဟနာပုဂ္ဂိုလ်ကိုမတွေ့ရတော့ဘူး။အဲ့လိုရဟနာပုဂ္ဂိုလ်အဲ့လိုရှင်တွေကိုမင်းသိသွားပြီလားလို့မေးတာ။မေးတဲ့အခါကျတော့သူကနောက်ဆုံးအနေနဲ့ဒီဟာလေးတွေမှာသူကနားနဲ့နားလဲသွားတာ။သေပြိသေးသွားရင်ဘယ်နေရာမှာရှာလို့မရတော့ဘူး။မာနတွေလည်းအကုန်ပုံသွားပြီ။ရပြီးတော့ပညာတွေကိုလည်းသူကပညာတွေတော့လည်းမလိုက်တော့ဘူး။နာယုတ်တွေပေါ်မှာလည်းမဆွဲလန်းတော့ဘူး။စိတ်စင်းရဲ့ကိုစင်းရဲ့လည်းမဖြစ်တော့ဘူးဆိုတော့အော်နည်းနည်းလေးရိပ်မိသွား ရဲမိသွားတဲ့အခါကျမှမြတ်စွာဘုရားကိုနောက်ဆုံးကြမှာဂါထာနဲ့ပြန်လျှောက်တာအိမတခွန်ဗန္ဒီဟောဒီဂါထာကိုတော့တပည့်တော်ကဟောဒီလိုအထိပ္ပယ်နားလည်ပါတယ်ဗျာအရှင်မြတ်ဟောတဲ့အကျင့်တရားကိုဟောဒီလိုအကျင့်နားလည်ပါတယ်ဗျာမြတ်စွာဘုရားပြောလို့လားဒါပဲမို့လားဗျာပါပန္နကိရာမကောင်းမှုကိုမလုံးနဲ့လို့ပြောလို့လားပဲမို့လားဝဆသာမနတာကာယေနနှုတ်နဲ့လည်းပဲမကောင်းတာတွေမလုံးနဲ့စိတ်နဲ့လည်းပဲမကောင်းတဲ့အတွေ့တွေမတွေ့နဲ့ကိုယ်နဲ့လည်းပဲမကောင်းတဲ့အလုပ်တွေမလုံးနဲ့ကိစ္စနာသဗ္ဗသမေသဗ္ဗလောကေအေသဗ္ဗလောကေ ဘယ်လောကမဆိုဟိုလူလောကနတ်လောကမြန်မာလောကဘယ်လောကမဆိုအဲကိုရောနှုတ်ရောစိတ်ရောကိုစိတ်ရောနဲ့မကောင်းမှုတွေကိုမလုံးနဲ့လို့ပြောလို့တာမို့လားဖေယားကာမေပဟာယအဲကာမဂုဏ်တွေကိုပယ်ခိုင်းတာပဲမို့လားဖေယားတတိမာတတိလေးတွေနဲ့အမြဲတမ်းရှုမှတ်ရမယ်သံပဇာနောအဲယုံနာတွေကိုလည်းသေသေးချာချာအသေးစိတ်မြင်အောင်ကြိုးစားရမယ် ။အဲအဲ့လိုပုဂ္ဂိုလ်အဲ့လိုဖြစ်အောင်လုပ်ရမယ်။အဲ့လိုလားဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒုက္ခနာသေဝေဌာနတ္ထတန်ဤတံအကျိုးစီးပွားမဖြစ်နိုင်တဲ့ဒုက္ခမျိုးစုံကိုသူမရောက်တော့ဘူးဆိုတဲ့အကြီးဝဲချက်နဲ့မြတ်စွာဘုရားဟောတာမူလားဗျာ။ပြောချင်တာတော့ဒီကတာပါလဲဆိုတော့အာဟုတုလက်ကင်းအောင်နေရမယ်။ကိုယ်တော်တရားတွေမှာလည်းပဲပြပြပြင်းပြင်းတတိတွေပညာတွေနဲ့လည်းပဲပွားများအားထုတ်ရမယ်။ကာမဂုဏ်တွေကိုလည်းပဲပယ်ရမယ်။အဲ့ဒီသုံးမျိုးဒါလုံနိုင်မယ်ဆိုရင် တို့မှာအကျိုးရောက်တယ်ဆိုတာမရှိတော့ဘူးဒုက္ခဆိုတာလည်းပဲမဖြစ်တော့ဘူးလို့သူကရှင်ဖြစ်တယ်ချောက်ပြောတာပြီးတော့အဲ့လိုမြင်ပါတယ်ဗျာဒါကဘာလဲဆိုတော့ထာဂရကဖွင့်ထားတယ်နတ်သမီးဟာတဲ့ညစွာပြန်ဟောတဲ့တရားတွေကိုနားလိုက်တဲ့အခါကျတော့သောတာပန်ဖြစ်သွားတယ်ဒါကြောင့်သောတာပန်ဖြစ်သွားတဲ့အခါကျသောတာပန်ရဲ့အမြင်အနေနဲ့ဒီဂါတာလေးကိုလျှောက်တာဟောသူကအကျိုးတော်တော်ရှိသွားတာပေါ့နော်အဲနန္ဒနာဝတ်ပြီးပါပြီတော်ပါ